ဒီကနေ့အကြမ်းဖက်မီဒီယာကနေပြီးတော့ဆက်ပြီးတော့ဝါဒဖြန့်ချီလာတယ်ဟာလာဒီဘဲရင်းမှာចောင်းသားចောင်းသူတွေစာတင်နေတာကိုတက်မတော်ကနေပြီးတော့ဘုံချက်ရှင်းနေတယ်ဆိုပြီးတော့မဟုတ်မမှန်ဝါဒဖြန့်ချီလာတယ်အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဟိုညီမတို့ဒီမောင်နှမ၃ယောက်ကနေပြီးတော့ပြန်ပြီးတော့ပြောချင်တာဒီချိန်မှာဟိုအဖြူစိမ့်ဝင်ပြီးចောင်းသားចောင်းသူတွေစာတင်ကြရတဲ့အချိန်ကာလမဟုတ်ဘူးဒီချိန်ကចောင်းပိတ်တဲ့ຢာဒီပြီးတော့ဒီဘဲရင်းမှာပညာသင်ကြားနေရပြောအောင်ပါလေဒီဘဲရင်းကဒါစာမွေးပြန်ဖြေရတဲ့ဟို grade 2ចောင်းသူចောင်းသားတွေရှိတဲ့နေရာမျိုးလည်းမဟုတ်ဘူး ဒါကြောင့်မလို့ဒီဖြစ်စဉ်ကြီးကတော့တမင်တက်တက်လှုပ်ချံဖန်တီးထားရဲဆိုတဲ့အကြောင်းကိုကျွန်မအနေနဲ့ကနအိုးပြောချင်ပါတယ်ကိုစော်ဝိုင်းဘာပြောမလဲအဲဒါကတော့သူတို့ဟာပေါ့နော်ဒီတိုင်းပြည်ကိုနိုင်ငံရေးအမျက်ထုတ်တယ်ပြီးလို့ရှိရင်တစ်ဖက်ကသူပေါ့နော်လှုပ်ရက်တွေအပေါ်မှာသူတို့ကြာရှုံးနေတာကိုအဲတစ်ဖက်ကလူတွေပေါ့နော်ကြာရှုံးမှုဖြစ်အောင်တစ်ဖက်ကလူတွေကဒီလိုစာသင်ကျောင်းတွေကိုဘုံကျဲပါတယ်ဆိုတာကိုဖြစ်အောင်လို့လှုပ်ချံဖန်တီးပြီးတော့မှအောက်တန်းဆန်စွာပြောဆိုနေတာပဲဖြစ်တယ်ညီမလေးနော်အဲဥစ္စာကတည်င်းမှဖြစ်တယ်နော်ဒီဘင်းကြီးက လုံးဝလည်းပညာလည်းဟိုအကြောင်းလည်းမဖွင့်ဘူးပညာသင်ကြားတဲ့ဟိုလည်းမဟုတ်ဘူးညီမလေးပြောလို့ပဲ creative တွေဖြစ်ရတဲ့ဟိုဟာအကြောင်းလည်းမဟုတ်ဘူးပေါ့နော်ကျွန်တော်ဆိုပြောလို့ရပါဘူးပြောပါအောင်ကျွန်တော်တို့အဲ့ဒီဒီဘေးရင်ချင်းနဲ့သိရရင်ဒီဘေးရင်မှာကကျွန်တော်တို့ပညာရေးရန်တရားတွေရက်နေတယ်ပညာရေးရန်တရားရက်နေတယ်နောက်တစ်ခုကကျွန်တော်တို့ဒီအခြားသောဟိုဒီဝန်ဆောင်မှုရန်တရားတွေအားလုံးရက်နေတယ်လက်ရှိတက္ကသိုလ်ဝန်ထမ်းစာမုံးမဲ့ပြန်ပြရမယ့်အထဲမှာလည်းဒီဘေးရင်မျိုးမပါဘူးအဲ့ဒီဒီဘေးရင်မျိုးကအဲ့ဒီအကြောင်းထဲမှာဝင်ပြီးတော့စစ်သွေးကြွတွေကဘုံကြီးထုတ်တယ် ဲ့ရိုးပေါ်မှာရှိတဲ့လုံချုံတက်ဖို့မလို့တိုက်ဖို့တော့အဲ့မှာခြေခုပ်ယူနေတာအဲ့နေရာကိုရှင်းတာရှင်းပလိုက်တာဗျာရှင်းပြောရင်ငါအကြောင်းသားမှမရှိဘူးအကြောင်းသားမရှိဘူးစစ်သွေးကြွတွေရှိလို့ရှင်းတာအဲ့တော့စစ်သွေးကမင်းတို့ရဲ့အလောင်းတွေကဒါနဲ့ပဲမင်းတို့ရဲ့အသက်ကဒါနဲ့ပဲဇီဝေချောရမှာကျဲမယ်ဗျာအကြမ်းမှသမားရှိလို့ရှိတဲ့နေရာကိုကျဲတာဒါတိုင်းပြည်ကာကွယ်တာပဲနိုင်ငံတော်တို့ကလုံတင်လုံထဲတိုင်းလုံတာဆက်လုံမှာပဲ ဟုတ်ကဲ့ပါဘူးဆိုတော့အဲ့မှာတို့ပုံနေထဲမှာပြထားတဲ့ဒီចောင်းသားចောင်းသူတွေရဲ့ပြီးသွေးဆွန်းနေတဲ့ဟိုဓာတ်ပုံကြီးရဲ့ဆိုတာအလုံးကြံဖန်တီးရတာအရင်ကတည်တာပါတယ်ဆိုတော့အကိုရင်းမြောက်ပြောသလိုပဲအဲ့ဒီစာတင်ចောင်းမှာတို့ကိုယ်တိုင်တို့ရဲ့ TikTok အကောင့်ကြီးကနေပြီးတော့တင်ထားတယ်အဲဒီចောင်းနေဒီစာတင်ចောင်းနေထဲမှာ drone တွေဘုံတွေပြုလုပ်နေရဲ့ video file တွေတို့ကိုယ်တိုင်လည်းတင်ထားတယ်အဲ့ဒီ file ကိုလည်းကျွန်မဒီ video ရဲ့အဆုံးမှာထည့်ပေးထားပါမယ်ဆိုတော့အဲ့လိုမျိုးအကြံဖတ်သမားတွေစုဝေးပြီးတော့ လူတက်လက်နက်တွေထုတ်လုပ်နေတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့တက်မလို့အကြမ်းဖက်အနေနဲ့ရှင်းလင်းလာဖြစ်ကြအောင်ကိုကျွန်တော်တို့အနေနဲ့ဒါသတင်းမှန်အနေပြည်သူတွေသိရှိအောင်လို့ပြန်ပြီးတော့တင်ပြပေးခြင်းဖြစ်ပါတယ်ကျအားလုံးကျေးဇူးတင်ပါတယ်။ဟိုတစ်ဖက်ကနေပြီးတော့ဟာလာရုပ်ရှင်ဆန်ဆန်လုတ်ကြံရိုက်ခုထားတဲ့ဟိုအရာတွေကိုမယုံကြည်ပဲနဲ့အမုန်းတရားတွေပြန်မောက်လုတ်နေရတယ်မယုံကြည်ပဲနဲ့ဖြစ်နိုင်ဤမဖြစ်နိုင်ဤဆိုတော့မိမိရဲ့ကိုယ်ပိုင်အသိဉာဏ်လေးနဲ့စဉ်းစားဆုံးဖြတ်နိုင်ကြပါစေလို့လည်းဆုမကောင်းတောင်းပေးပါတယ်။အားလုံးကျေးဇူးပါ။မသေးခဲ့ရင်ပေါ့ယူနီဖောင်းကိုကြော်ကြော်လေးဝတ်ပြီး ကျွန်တော်အိမ်ပြန်လာမယ်အမေရွေးချယ်ခဲ့တဲ့လမ်းမမကြောင်းဒီနိုင်ငံကြီးအေးချမ်းသွားတဲ့အခါကျရင်အားလုံးကိုသက်သေပြမယ်